မြန်မြန်လို့ဗျကျုပ်ဗိုက်စာလာပြီမင်းကလည်းငါ့ကိုလာကူးလေးကွာဒီငတုံးကောင်မိဘတွေကငငယ်ကလေးကဆုံးမသွားခဲ့ကြတော့ညီကိုနှစ်ယောက်တည်းဘွားကိုရုံးခံခဲ့ရပါတယ်အကိုကြီးကိုပါဟင်းကညီအောင်မြင့်ထက်ခုနှစ်နှစ်လောက်ပိုကြီးပါတယ်သူတို့နှစ်ယောက်ဟာလဲလို့ရလို့ကြက်မွေးငါရှာရွာထဲမှာနေတိုင်းပြန်ရောက်ကြပါတယ်အခုလိုကောက်ဆိုက်ရသည်ဆိုရင်တော့သူတို့နှစ်ယောက်ဟာတော်ရဲကတဲထဲမှာပဲနေကြပါတယ် ။ဘာလို့လဲဆိုတော့လယ်ကွင်းတွေကရွာနဲ့အတော်လေးအလန့်ဝိနေလို့ပဲဗျ။လာပါဗျို့လာပါ။လက်လက်ဆက်ဆက်ဟင်းဒီဟင်းရွက်တွေဗျ။စေးဖြတ်မထားဘူး။လာကြည့်ကြပါဦး။ငားလဲရမယ်။ဝယ်တဲ့သူကရုပ်ချောရင်ရောင်းတဲ့ကောင်လေးကိုပါအလကားပေးမှာဗျ။သူတို့ညီကိုနှစ်ယောက်ကအလုံးလဲကြိုးစား။ရုပ်ရည်ရလဲတန်တန်မာမာဆိုတော့ရွာသားတွေကချစ်ကြတာပေါ့ဗျယူလာသမျှလဲအကုန်လုံးရောင်းကုန်တယ်ညနေစောင်းတဲ့အထိရောင်းလိုက်တာ ။ဝါ။မောလိုက်တာအကိုရာ။ဒီနေ့ရောင်းကောင်းတယ်နော်။အောင်းမြင့်ကပြောလိုက်ပါတယ်။ဒီလိုမောတာနည်းနည်းလောက်ဖြေကြရအောင်ဗျ။မင်းကဘာတော့ချင်တာလဲ။ကိုပါဟင်းကပြန်ပြောပါတယ်။ဒီလောက်ညနေစောင်းနေပြီ။တဲကိုအမြန်ပြန်ရအောင်။မဟုတ်ရင်မှောင်နေလို့လမ်းမြင်ရမှာမဟုတ်ဘူးကွ။ဒါပေမဲ့တဲစီကိုပြန်တဲ့လမ်းမှာညမိုးရွာကနေအချိန်မှာပဲ။ဟာအကူ။ဟိုမှာအေးမြမဟုတ်လားဗျ။အောင်းမြင့်ကလှမ်းပြပါတယ် तू ကကိုဝင်ကြည့်နေဗျဒီချိန်ဒီနီးနားမှာမလုပ်နေရလဲမသိဘူးကိုဝင်အရင်မှာနဲ့အကြီးမြတ်ဟာသူတို့တက်ရှိကနေဖျက်ရှောက်သွားပါတယ်အောင်မြင့်လည်းလှမ်းအောင်ခေါ်လိုက်ပါတယ်အကြီးမြတ်ဘဲသွားမလို့လဲဒီလိုညာကြီးမုံချုပ်တယောက်တည်းဥဖို့အောင်ဘာမှလဲဗျဒါပေမဲ့အကြီးမြတ်ကဘာမှပြန်မဖြေပါဘူးခေါင်းကြီးငုပ်ပြီးသူတို့ရှိကနေခက်သွက်သွက်ဖျက်ရှောက်သွားပါတယ်အောင်မြင့်လည်းကြောင်သွားတာပေါ့ခေါ်နေတာတောင်ဘာလို့ ပြန်မထူးတာလည်းမသိဘူးကိုပါဟင်းကတော့ဘာစကားမှမပြောပဲအောင်မြင့်ရဲ့လက်ကိုဆွဲပြီးအမြန်ဆက်လျှောက်ဖို့ပဲတိုက်တွန်းလိုက်ပါတယ်တဲကူရောက်တော့အတော်လေးမောင်နေပြီးမောပန်းလာတာနဲ့ကိုပါဟင်းကရေချိုးပြီးအရင်အိတ်ရဲဝင်သွားပါတယ်ဒါပေမဲ့အောင်မြင့်တယောက်အိတ်ရဲဝင်ကဏီဆက်ဆဲမှာပဲမိမတယောက်ရဲ့နာနာချင်းချင်းအော်ဟင်းညဉ့်ညူတန်ကိုကြားလိုက်ရပါတယ်အတန်ကတဖြည်းဖြည်းပိုကျလာတယ် ပြီးတော့အကူကြီးတောင်းတယ်အောင်မြင်လဲသူ့ကို ကိုပါဟင်းကိုနှိုးပြီးအဖော်လိုက်ခဲ့ဖို့ခေါ်တယ်သူထင်တာကဒါကအကြီးမြမိွားတော့မလို့အကူကြီးတောင်းနေတာတေးကြတယ်မွင့်အတာနေတဲ့အောင်မြင်ကိုပါဟင်းကအိတ်ရှင်မှုတူးနဲ့ပြန်ပြောလိုက်ပါတယ်ငါတို့ဒီချိန်မှာသူ့ကိုဘာမှအကူကြီးပေးလို့မရဘူးမနဲ့ကြမှာတွားကြည့်တာပေါ့အခုဖြစ်သူရှိကဒီစကားကြားလိုက်ရတော့အောင်မြင့်ကဒေါသထွက်သွားတယ်တိတိကြီးနဲ့ဘာလို့တွားမကူညီရမှာလဲ အောင်မြင့်ကတယောက်တည်းထားသွားဖို့လှုပ်လိုက်တယ်။အဲ့ဒီမှာကိုပါဟင်းကထပ်ပြောလိုက်တယ်။မသွားနေလို့ငါပြောနေရနော်။ तू ကလူမဟုတ်တော့ဘူးကွ။အောင်မြင့်ကလုံးဝမြုံမဘူး။သူ့အကူကိုတိတ်တိတ်မရှိတဲ့လူပဲလို့ထင်နေခဲ့တယ်။ဘယ်လိုလုပ်လူမဟုတ်ရမှာလဲ။ညနေရနေတွေ့ခဲ့သေးရ။အောင်မြင့်လည်းသူ့ကိုဖြစ်သူရဲ့စကားကိုနားမထောင်ပဲမိအိမ်ကိုဆွဲပြီးအကြီးမြတ်တို့တဲ့ပဲရှိရကိုတယောက်တည်းထွက်လာခဲ့ပါတော့တယ်။အကြီးမြတ်ရဲ့အကူအညီတောင်းတန်က က်တိုက်ထွက်ပေါ်နေတော့မှာပဲတဲနာရောက်တော့တဲတဲကမိကြီးအယောင်ကိုလှမ်းမြင်နေရပါတယ်သူကလှမ်းအောင်လိုက်တယ်ကြီးမြဥဖို့အောင်ဘာဖြစ်နေရလဲဗျကျုပ်အတန်ကြားလို့လာကြည့်ရဘာမှပြန်ထူးတယ်မကြားရပါဘူးအကူကြီးတောင်းနေတဲ့ညဉ့်ညူတယ်မဲ့ကြားနေရပါတယ်အောင်မြင်လဲစိတ်ပူပြီးတဲတဲကိုဝင်းကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူမြင်လိုက်ရတဲ့မြင်ကွင်းကတော့အကြီးမြကမြေကြီးပေါ်မှာလှဲနေပြီးခြေနှစ်ချောင်းကြားကနေ သွေးတွေအိုင်ဟွန်းနေတာပဲသူကနေရံကိုမျက်နှာမူပြီးအော်ဟစ်ညင်းညူနေပါတယ်အောင်မြင်လဲတုံ့နှုတ်သွားပြီးဥဖိုးအောင်ကိုလိုက်ရှာလိုက်ပါတယ်ဥဖိုးအောင်ဥဖိုးအောင်ကြားလားဗျအကြီးမြကဘာဖြစ်တာလဲသူကအကြီးမြရဲ့ပခုံးကိုလှမ်းကင်ဖို့လက်လှမ်းလိုက်တဲ့အချိန်မှာပဲသူအလန့်တကြားလက်ကိုအမြန်ပြန်ယုတ်လိုက်ရပါတယ်အရန်ပူလောင်နေလို့ဗျအဲ့ဒီအချိန်မှာပဲအကြီးမြကသူ့ဘက်ကိုဖြည်းဖြည်းချင်းလှည့်လာတယ်။အောင်မြတ်တက်ရောက် နှလုံးရက်မတက်ခံစားလိုက်ရတယ်။အကြီးမြရဲ့မျက်နှာဟာမိလောင်ထားတယ်လို့မဲတူနေပြီ။သူ့အကိုဖြစ်သူရဲ့စကားကသူ့ခေါင်းထဲကိုချက်ချင်းပဲပြန်ဝင်လာတယ်။သူကလူမဟုတ်တော့ဘူး။အောင်မဲတယောက်ချိမခိုင်တော့ဘူး။လက်ထဲကမိရင်ကလည်းမြေကြီးပေါ်ကိုလွတ်ကျသွားခဲ့ပါတယ်။အကြီးမြရဲ့တရဲမကတော့ကဲပါ၊ကဲပါလို့ဇာတ်လိုက်အော်နေတော့မှပဲ။အောင်မင်းကပြေးဖို့လုပ်ဝင်မဲ့ခြေထောက်တွေကလုံးဝလှုပ်လို့မရတော့ပါဘူး။ ူ့ရဲ့ခြေထောက်ကို တခုခုကဆွဲထားသလိုပါပဲငုံကြည့်လိုက်တဲ့အခါအကြီးမြရဲ့လက်မကြီးကသူ့ခြေထောက်ကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားတာကိုတွေ့လိုက်ရပါတယ်အောင်မြင့်လည်းကြောက်လုံးလို့မလုပ်လို့ဘာကံရမှန်းမသိပဲငိုယုံကလွဲပြီးမတတ်နိုင်ခဲ့ပါဘူးတော့ဆောင်နဲ့တောက်ဆောင်နဲ့များကူညီကြပါတပည့်တော်ကအကြီးမြကိုကူညီချင်လို့လာခဲ့တာပါတပည့်တော်ကိုအန်ရဲ့မပြုတ်ပါနဲ့အောင်မြင့်စူးတောင်းနေတော့မှပဲ နှွေးထွေးတဲ့လက်တစ်ဖက်က သူ့လက်မောင်းကိုလာဆွဲပြီးအနောက်ကိုအားကုန်တွန့်ထုတ်လိုက်ပါတယ်မျက်လုံးဖွင့်ကြည့်လိုက်တော့သူ့အကိုကိုပါတွန်းသူ့ကိုကယ်ဖို့လိုက်လာတာပါမင်းကငါပြောသားပဲကိုပါဟင်းကအဲ့ဒီစကားတခုကိုပြောပြီးတဲကိုပြန်ဘာမှမဖြစ်ခဲ့တယ်လို့ပြန်အိတ်သွားပါတယ်အောင်မင်းကတော့တကူလုံးတုံနေတော့မဲမျက်ရည်တွေကစိကြနေတော့မဲအဲ့ဒီချိန်မှာပဲသူ့ဘောင်းမီမှာစုံနေတာကိုသတိထားမိလိုက်ပါတယ် အာငါကြောက်လုံးလို့သေးပါထွက်ကြသွားတာပဲမနဲ့မိုးနှင်းတော့ကိုပါဟင်းကအေးမြတ်လို့တဲစီကိုတွားကြည့်ကြတယ်အောင်မြင့်ကတော့ညကအဖြစ်ပြက်ကြောက်ဖျားနာပြီးတဲမှာပဲကြံရင်ခဲ့တယ်ကိုပါဟင်းပြန်လာတော့ညကမြင်ခဲ့ရတဲ့တဲဟာမိလောက်မြင်ကြီးဖြစ်နေပြီဖြစ်ပါတယ်ပြပုံတွေထဲမှာညကအောင်မြင့်အေးမြတ်ကိုတွေးခဲ့တဲ့နေရာမှာပဲအယူဆုတစ်ခုကိုတွေးခဲ့ရပါတယ်ကိုပါဟင်းလည်းအယူတွေကိုအဝိစာတစ်ခုနဲ့ထုတ်ပြီး ရွာထဲမှာตาရေးနာရေးလှုပ်ခွေးဖို့ယူလာခဲ့ပါတယ်တဲကိုအပြန်လမ်းမှာသူတို့နဲ့မလမ်းမကန်းကတဲတို့လာတဲ့အင်းကြီးချင်းတယောက်နဲ့ဆုံးတယ်မမြလားမမြတီတာတလားနီပါလောက်တောင်ရှိပြီအင်းကြီးချင်းကပြော့ပြပါတယ်ညတိုင်းအဲ့ဒီနာကလဲတက်တက်သူတွေအော်တန်ကြားနေရတာပဲကိုဝင်နဲ့တေးတေးတဲ့မှဆိုတော့အရင်ခြောက်တာဘယ်သူမှအဲ့တဲနာကိုမကဲရဘူးဘလို့လို့တေးရလဲတော့ဘယ်သူမှတိတိကျကျမသိဘူး ဖြစ်တဲ့နေ့ကတော့သူ့ယောက်ျားဖိုးအောင်ကကလေးသုံးနှစ်သားလေးကိုချီပြီးငိုယိုပြီးဆင်းသွားတာတွေးလိုက်တယ်။မမကတော့တွေးလုံပြီးတေသွားတာတဲ့။သူလဲဘာလို့လို့ဘာခံရမဲမသိတာနဲ့တဲကိုမိရှို့ပြစ်ခဲ့တာလို့ပြောတယ်။အဲ့ဒီနောက်မှာတော့ဥဖိုးအောင်တို့တားပါဘူး။ဘသူမှပြန်မတွေ့ရတော့ဘူး။လူတွေကတော့တိတ်မတင်ကြကြဘူး။အိမ်ကြီးချင်းပြောပြတာတွေကိုကြားရပြီးရဲ့နောက်ကိုပါဟိန်းနဲ့အကြီးမြတ်ကိုတနာသွားတယ်။သူကအကြီးမြတ်တွေ့ ကုသိုလ်တွေလုပ်အမြတ်တွေဝေပြီးကောင်းမွန်တဲ့ဘုံဘွားကိုရောက်စေဖို့စူတောင်းပေးခဲ့ပါတော့တယ်အဆုံးထိနားဆင်ပေးခဲ့ကြလို့အလုံးကိုရှင်းသူတင်ပါတယ်ခင်ဗျာကျွန်တော်တို့ channel လေးကိုလည်း like and subscribe လုပ်ပြီးဘေးနားအခေါင်းတောင်းလေးကိုနှိပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအဆုံးထိနားဆင်ပေးခဲ့ကြလို့အလုံးကိုရှင်းသူတင်ပါတယ်ခင်ဗျာ